အားလုံးမင်္ဂလာပါခင်ဗျာမင်းခမ်းပေါင်းဂျန်နေရနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့24ရက်10လ2025ယနေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအဖြစ်ရဲသွမ်းဘော်ရဲ့စစ်သည်လေးတွေနဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်မီမှာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပြီးဘူးမြေတန်ရက်ခံအပ်ပါတယ်ဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာ ရှမ်းမြောက်ဒေသကစစ်သည်တွေကနေတိုင်းထူးခြားမှုရှိနေတာတော့အမှန်ပါပဲ။ဒါကြောင့်ကြမ်းတဲ့လူကြီးဦးတို့ကတော့ကွန်ဟိုင်းနောင်ခမ်းတစ်ဖက်ချမ်းကတရုတ်ပြည်နယ်စပ်ထဲရောက်နေကြတဲ့တရင်ကို ရရှိထားပါတယ်။မိုင်းကုန်ဘက်မှမလုံးဂျုံတော့လို့မင်းညာကမိုးကုတ်ကြောက်လုတ်ွက်တွေဘက်ကနေရလာတဲ့ငွေတွေကိုကန်းချောင်စည်းပါတဲ့ရင်တန်းနဲ့ချီတက်သွားကြလေ။ဒါဘုံကျော်မုတ်စိတ်ဒါကြောင့်တရား လူရီဥရုဆိုတဲ့ပလောင်အကြီးပိုင်းကအဖွဲတွေဟာတရုတ်ပြည်ယူနန်ထဲမှာအိမ်တွေကိုစီစောက်ထားကြပါတယ်။လာရှုဘက်မှာတော့ကိုလရွှေတို့ရဲ့သူပြည်နယ်မှူးကြီးကပရိုမိုးရှင်းရရှိသွားတဲ့သတင်းကိုတော့ကြိုဆိုရမှာပါ။ Congratulations ပါခင်ဗျာ။ဘိုဒေဒရာနဲ့မန်လီရောအကြမ်းမှာရေမချိုးပလောင်တွေကခံစစ်ပြင်ထားတာ ရှိပါတယ်။စစ်သည်တွေကအများကြီးရှိပါသေးတယ်။ လုံတုံးကင်တုံးမို့ခဏတာတီးခံပေးပါခမမုဂုတ်ပကျန်စစ်သည်ရင်ကိုလည်းတီးခံပါဦးခမလိုမလာတဲ့မှာစစ်သည်ရင်ဒုမြာရှိပါလိမ့်မယ်ဒီချက်ပို့ပြီးဖော်ပြခွင့်မရှိသေးပါဘူးခမရဲသုံးဘဝအတိုင်းမီနဲ့တမရောမျက်နှာပဲကြည့်ပါတယ်အချက်အဆင့်ဘဝတွေကကွန်ဘတ်နဲ့ကောင်တာရဲ့ psychological ဝါဖာနိပြအရာရှိသင်္นานစင်ပြီသူအသက်60ကျော်စစ်သားဟောင်းများဖြစ်လို့တစ္ဆာရှိရှိသတိထားလောက်ကိုင်းဆောင်ရွက်သွားကြမှာပါဆရာသမားများနဲ့တငယ်ကြီးအားလုံးကိုလေးစားယူသေးစွာဖြင့်ရဲသုံးဖို့ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ဆံမင်းတုံတရရေးသားတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာ အေအေကလူရန်ဝင်ရင်လည်း UN ကအကျိုးစီးပွားကို မြင်တယ်။ဒီမျိုးကိုခြေချရင် OICC ကငွေဘလောက်ရမယ်ဆိုတာကအစား UN ကတွတ်ထားပြီးနေလောက်ပါပြီ။ဒါကိုမသိမမြင်တာကထုံးမြတ်နိုင်တို့အေအုပ်စုတွေပါ။ရခိုင်မြောက်ပိုင်းအရေးကဒီမိုကရေစီမဟုတ်သလိုဖက်ဒရယ်လည်းမဟုတ်ပါဘူး။တကယ့်ပြဿနာကဒီမိုဂရဖီဆိုတဲ့လူဦးရေနဲ့ဆိုင်တဲ့ပြဿနာပါ။ ဒီပြဿနာကရခိုင်မြောက်ပိုင်းတစ်ခုတည်းမြန်မာပြည်မှာပဲဖြစ်နေတဲ့ပြဿနာတော့မဟုတ်ပါဘူးတစ်ကမ္ဘာလုံးဖြစ်နေတဲ့ပြဿနာတစ်ကမ္ဘာလုံးရင်ဆိုင်နေရခံစားနေရတဲ့ပြဿနာပါလူတွေဟာစီးရဲနိုင်ငံရေးဒီမိုကရေစီအရေးကိုသာသူတည်တနာပြုပြီးအပြေရှာနေကြတာဒါပေမဲ့ဒီမိုဂရဖီဆိုတဲ့လူဦးရေနဲ့ဆိုင်တဲ့ပြဿနာလူဦးရေအချုံးမညီမှုပြဿနာတွေကိုတော့ liberal democracy ခေါင်းစဉ်အောက်ကနေဘယ်သူမှသူ့ဒေသနာမပြူကြမလိကြမလိလာကြသလိုပါပဲအထူးသဖြင့် islam ဘာသာနဲ့ဘာသာဗေဒစိတ်ပညာလွှမ်းမိုးမှုကိုနှစ်ပေါင်းများစွာလက်လျူရှုခဲ့ကြပါတယ်ဆိုကြပါစို့ islam မှာဒရေတာစီမတုံးရဘူးအလာက တမ်းမြစ်ပါတယ်အမျိုးသားတို့ဟာမျိုးသမီးလေးဦးအ ਨੇ ဆုံးယူဝင့်ရှိတယ်လို့ကိုရန်ကဆိုထားပါတယ် အာဘကမှာဆိုရင်အမျိုးသားက73နှစ်အမျိုးသမီးငယ်က9နှစ်ဆိုရင်အိမ်အောင်ပြုဖို့အလားဟောတယ်ဆိုတာတွေကဘာမှမဟုတ်ပါဘူးဒါဘာသာရေးစိုက်ကို ဖြစ်သလိုဒီမိုဂရဖီအရသူတို့ဘာသာကဘာကိုလွှမ်းမိုးလာရေးပါပဲဒီလိုလွှမ်းမိုးနိုင်မှုအတွက်လဲခေပေါင်းနဲ့ပြော့ွက်ဟာကက်တွေရှာလိရှိကြပါတယ် ဒါကြောင့်ရခိုင်မြောက်ပိုင်းဟာဒီပါသာဝင်တွေရဲ့ဂေပေါက်ပြောက်ွက်ဟာွက်ဖြစ်လာနေတာကို တွေ့ရပါတယ်။အထူးသဖြင့်ဘိုးအစိုးရအားမပါပဲဝင်ရောက်ဆွတ်ဖက်လို့ရမယ်လို့ကြိုတွက်ထားကြတာမို့ရခိုင်က အန်ဒီတော်တော်ကြီးသွားပြီလို့မြင်မိပါတယ်။လီကွန်ယူပြောတာကိုသတိရမိပါသေးတယ်။လီကွန်ယူကအနာဂတ်ကမ္ဘာအရေးတွေကိုဆုံးဖြတ်မဲ့အရာဟာဒီမိုဂရဖီဆိုတဲ့လူရင်နဲ့ဆိုင်တဲ့ပညာပါပဲတဲ့။ တခါလီဝန်ယူကပဲဆက်ပြောပါတယ်ဒီမိုကရေစီမဟုတ်ပဲဒီမိုဂရဖီကသာလျင်21ရာစုရဲ့လုံခြုံရေးနဲ့ကြီးထွားမှုအတွက်အရေးကြီးဆုံးအချက်ဖြစ်လိမ့်မယ်လို့ဆိုထားပြန်ပါသေးတယ်ဒါကြောင့်အေးအေးရခိုင်တွေဒီမိုဂရဖီပြဿနာကို နားလည်ဖို့လိုအပ်ပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆရာဒေအောင်ရေးသားထားတဲ့မြန်မာနိုင်ငံကြားဖြန့်ကိစ္စနဲ့ပတ်သက်နေတဲ့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံတွင်းမှာကြားဖြန့်လုပ်ငန်းသုံး Starlink ဆက်အလုံး2500ကျော်ကို SpaceX ကပိတ်သိမ်းပါတယ်မြန်မာနိုင်ငံလိမ်လည်မှုစင်တာများမှာအလုံးလုံးသူထောင်ကဲရပေါင်းများစွာထိုင်းဘက်ကိုထွက်ပြေးနေပြီးတော့အချို့ယင်းနစ်သေးဆုံးမှုများလည်းရှိပါတယ် မြန်မာနိုင်ငံဝီလံကောင်တီဒေသမှာရှိတဲ့စိုက်ဘာလိန်လေဂိုင်းများမှာအုံပြုနေတဲ့ Stanley ဆက်ပစ္စည်း2500ကျော်ကိုပိတ်ပစ်လိုက်ကြောင်း Elon Musk ဥဆောင်တဲ့ SpaceX ကုမ္ပဏီကဗုဒ္ဓဟူးနေ့မှာကြေညာခဲ့တယ်လို့တူရကီအစိုးရပိုင်းအနာဒိုလူသတင်းအေဂျင်စီ23ရက်အောက်တိုဘာ2025ကရေးပါတယ် ုံတောင်းကြုံငယ်စီကံချိုးဖောက်မှုကိုဖော်ထုတ်တွေ့ရှိရတဲ့အတွက်ကမ္ဘာတဝန်းမှာရှိနေတဲ့ဥပဒေစုမိုးရေးအေဂျင်စီများနဲ့ဘူပေါင်းဆောင်ရွက်ခြင်းအပါအဝင်ဒင်းလျော်တဲ့အရေးယူဆောင်ရွက်မှုများကို ပြုလုပ်နေတယ်လို့ Space A ရဲ့ Starlink ဌာနစီးပွားရေးလုပ်ငန်းလက်ပတ်မှုဆိုင်ရာဒုဥက္ကရာ Laurent Dria ကပြောပါတယ်။ဥပမာမြန်မာနိုင်ငံအတွင်းမှာလိင်နေမှုစင်တာလို့တန်တရားရှိတဲ့နေရာများအနီးတစ်ဝိုက်မှာရှိတဲ့ Starlink 2500ကျော်ကိုကြိုတင်ဖော်ထုတ်ပြီးပိတ်ပစ်ခဲ့ပါတယ်လို့အမေရိကန်လူမှုမီဒီယာကုမ္ပဏီ A ရဲ့စာမျက်နှာမှာဒုတိယဥက္ကဋ္ဌလော်ရင်းဒရီယာက မှတ်ချက်ပေးထားပါတယ်။တီးခြားအနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့လိန်လေတဲ့ဖုန်းခေါ်ဆမှုစင်တာတွေမှာအလုပ်လုပ်ကင်နေသူတရုတ်နိုင်ငံသားရပေါင်းများစွာတို့ဟာမြန်မာတပ်မတော်ရဲ့နှိမ်နှင်းမှုမှလွတ်မြောက်ဖို့အတွက်ကြာတာပရင်းနေမှာ အင်းဒီချင်းထိုင်းနိုင်ငံအတွင်းကိုရေကူးပြီးထွက်ပြေးခဲ့ကြတယ်လို့ထိုင်းသတင်းစာထိုင်း PP အကဆိုပါတယ်။တန်တရားရှိတဲ့တရုတ်လိန်နေသူအများအပြားတို့ဟာမဲဆောက်ခရိုင်ဗန်မဲကူကိုင်းသားမှဆောင်းကရှိနေတဲ့မြစ်တစ်ဖက်ကန်ထိုင်းဗန်ချန်ကိုထွက်ပြေးခဲ့ကြပြီးအဲ့ဒီမှာစစ်စစ်မင်းမြန်မှုဖမ်းဆီးထားတယ်လို့ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ သတင်းတကြောအရမြေရေစီးကြောင်းပြင်းထန်မှုမှာအတော်များများယင်းနှစ်တည်ဆုံးခဲ့ကြကြောင်းတချို့ကတော့ဒီုံနိုင်ငံကို ပြန်ဖို့ခံရမှာကို စိုးရင်ပြီးထိုင်းနိုင်ငံကိုဥတီမဲ့အစမြန်မာနိုင်ငံအတွင်းနေရအနှံ့ကိုထွက်ပြေးနေကြတယ်လို့သိရှိရပါတယ်။ထွက်ပြေးလွမြောက်မှုတွေကိုအေးအေးယူဆောင်ရွက်နိုင်ဖို့ထိုင်းနယ်စပ်တချို့မှာရှိတဲ့တပ်ဖွဲ့ဝင်အင်အားကိုဖြစ်တင်းထားကြောင်း နေနေမှုပြင်းထန်လာတာနဲ့အမြတ်နေဆက်ဖြတ်ကျော်ဖို့ကြိုးစားနေတဲ့လိန်လေသူအရေးအတွက်ကလည်းတိုးမြင့်လာမယ်လို့မျှော်လင့်ရကြောင်းသတင်းမှာဆက်လက်ဖော်ပြထားပါတယ်။ယမနေ့လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ဗီဒီယိုများအရာမြန်မာနိုင်ငံကရင်ပြည်နယ်မှာရှိတဲ့ဂျမ်းပြန့်စင်တာများကထွက်ပြေးနေသူရာပေါင်းများစွာတို့မှာတရုတ်လူမျိုးများသာမကမြန်မာအင်ဒိုနီးရှားနဲ့အခြားနိုင်ငံသားများပါဝင်နေကြောင်းတွေ့မြင်ရပါတယ်။ နာမည်ဆိုးနဲ့ကြော်ကြတဲ့ KK ဘက်ကို အော်တိုဘန်လ19ရက်နေ့မှာမြန်မာတပ်မတော်ကတိန်နှင်းခဲ့ပြီးမဲ့အဲ့ဒီနေရာဟာတိုင်းမြန်မာနယ်စပ်တစ်လျှောက်ပြန့်နှံ့နေတဲ့ကြားဖြတ်စင်တာအခု30ခန်းအနက်တခုသာဖြစ်ကြောင်း အရှင်းတော်အရာအွန်လိုင်းလိမ်လည်မှုအစီအစဉ်များမှာလာသာကောင်းအလုပ်ရမယ်လို့ကမ္ဘာအရရကနေသွေးဆောင်ခေါ်ယူခံရသူနှစ်သိန်းခန့်ရှိမယ်လို့ ကုလသမဂ္ဂကခမန်းထံပြီးနှစ်စဉ်ဒေါ်လာဘီလီယံချီရရှိနေတဲ့ဒုစရိုက်လုပ်ငန်းကြီးဖြစ်နေတယ်လို့ BBC က27ရက်အောက်တိုဘာ2025ကရေးသားခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယန်ရီမိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့ကနေစပြီးတော့ရေတွက်ရေရုပ်ကပွဲကျင်းပဖို့ကရပောင်း60ကျော် 69ရက်လောက်ပဲကြံပါတော့မယ်။ကာလအပြည့်ဆိုရင်2လပဲကြံတော့မယ်ဆိုတဲ့သဘောပါ။စေအောင်ချိုရေးညညာထားတဲ့ရပောင်း90ကလည်းတဖြည်းဖြည်းကုန်ဆုံးဖို့နီးကပ်လာပါပြီ။ဒါကလည်းတကယ်တော့ရွေးကောက်ပွဲအတွက်အဟံသဘောပါရဲ့။စစ်စင်ရေးဆောင်ရွက်လို့ကောင်းအောင်ညညာထားတဲ့သဘောပါပဲ။တက်မတော်အတွက်ကတော့ရွေးကောက်ပွဲမတိုင်ခင်ရွေးကောက်ပွဲကာလနဲ့ရွေးကောက်ပွဲလွန်ကာလထိတိုင်အောင်ဆင်ခဲ့တက်တန်းတို့ပြီးနေမြေရှင်းလို့ရပါသေးတယ်။ NS PNC အနေနဲ့ NCA စနစ်ပြည်ကနေရလာတဲ့ဆွေးနွေးချက်တွေကိုရွေးကောက်ပွဲမတိုင်ခင် ကာလတချို့လုံးတင်လုံးထိုက်တာလေးတွေဆက်လုံနေရမဲ့လုပ်ငန်းစဉ်တွေရှိနိုင်တာလဲသတိပြုမိပါတယ်။ဒါကရွေးကောက်ပွဲကတဆင့်ပေါပေါက်လာမဲ့လွတ်တော်အတွက်လဲအကျိုးရှိပါစေလိမ့်မယ်။လွတ်တော်မပေါ်သေးခင်ကာလမှာအပြန်လည်ယုံကြည်မှုဂရီကိုတွေရဖို့ခေါင်းစဉ်ရှာပြီး တွေးဆမှုတွေလုပ်နေရမှာပါ။ အထူးသဖြင့်ရွေးကောက်ပွဲမတိုင်မီကာလမှာရှမ်းမြောက်ဘက်ကမြို့တွေကိုနိုင်ငံရေးစီးရင်းနဲ့ရနိုင်အောင် လုပ်နိုင်ရင်တော့မလွဲမသွေကိုအတိအမဲ့ပြုရပါလိမ့်မယ်။ဗိုလ်ချုပ်ကြီးနေဝင်ဦးဆောင်တဲ့60နှစ်ကာလမှာတချို့ပြုပြင်ပြောင်းလဲမှုတွေခတင်းတင်းလုပ်ခဲ့သလိုဆုံးဖြတ်ချက်ရည်ပြတ်ပေးနိုင်တဲ့ဒီကာလမှာနှစ်ဖက်အယွန်တင်းတဲ့ညှိနှိုင်းမှုတွေလုပ်နိုင်ရင်လွတ်တော်ပေါ်ပေါက်တာနဲ့ချက်ချင်းအကောင့်တွေပေါ်လို့ရမယ့်ကိစ္စတွေလည်းရှိလာနိုင်ပါတယ်။ ။စီးရင်မှာတော့ဒုံတို့ဓာမယ်ဆိုတဲ့နေမြေမှာဒီရ90ကာလအတွင်းအ ਨੇ စုံမိုင်းလုံးမိုင်းငော့မိုးကုတ်မိုးမိန်နဲ့နမ်မတူမျိုးတွေကမြက်ခုံးခက်လုံးလုံးဖြစ်နေတာတွေ့ရပါတယ်။ကြောင်မဲကနေဒီဘောသိမ့်ဖို့နှစ်ပတ်ပဲအချိန်ယူခဲ့တဲ့တမရော်ဟာတေချာပေါက်အနားယူဦးမှာမဟုတ်ပါဘူး။တပိတ်ချင်းနဲ့မရိယာကြားကစင်ကူးကိုဖျက်ပိတ်နိုင်ရင်မိုးကုတ်အတွက်စစ်ကူလုံးဝမရှိတဲ့အနေအထားမျိုးထိရောက်သွားပါလိမ့်မယ်။ ေကြတာကတော့စီဦးကျိုးသွားတဲ့ပလောင်တွေအတွက်သိပ်မကြခင်ရပိုင်းအတွင်းမှာနောက်ထပ်တမျိုးပြီးတမျိုးတက်မတော်ကသိမ့်ပိုက်ပြပါဦးမယ်အစိုးဆုံးကတော့ပလောင်ရှိလို့လေကြောင်းတိုက်ခိုက်မှု လုတ်ခံရတယ်ဆိုတော့မက်ဆေ့အချို့ကလည်းအတော်လေးတက်ရောက်မှု ကြီးပါတယ်ပလောင်ကောင်းကောင်းတွေမှာနိုင်ငံရေးရေချိန်နေမာတာကိုလက်ရှိအခင်းချင်းမှာကောင်းကောင်းမြင်တွေ့ခွင့်ရလိုက်ပါတယ် အထူးသဖြင့်ပလောင်တွေကကြောင်မဲဒီဘောကနေစုတ်ခွာရတာကဒေသခံရှမ်းလူမျိုးတွေကမညီညွတ်မပူပေါင်းလို့ဒေသိန်နဲ့လူမျိုးရေးစိတ်ထားကြောင်းလို့ဆိုပါတဲ့ရေမကျိုးတွေထိန်းချုပ်ထားတဲ့ဒီကာလတစ်လျှောက်လုံးမှာနောင်ကျိုးကြောင်မဲဒီဘောအတွက်ဗာမားဒေသအကျိုးပြုလုပ်ငန်းတွေလုပ်နိုင်ခဲ့ကြပါတယ်လူမျိုးစုံရှိတဲ့ဒေသတခုမှာအုတ်ချိုးရေးရန်ရလေပတ်ဖို့စူးစမ်းကြတဲ့အချိန် ရှမ်းတွေရဲ့ identity ကိုဖျက်ပြီးပလောင်အမတ်သားတရုတ်တရံတွေနဲ့ပလောင်ပြီးနေဖြစ်ထုံးဖို့ကိုပဲဒီဇိုင်းမမဲ့ကြိုးစားအထုတ်ခဲ့ကြတာမဟုတ်ဘူးလားလက်ရှိကုခိုင်နဲ့နံပါတ်ကကြားကစကြာနေမြေမန်ဒွန်ထက်နဲ့မဘိအတက်ကစကြာနေမြေတွေမှာ KIA နဲ့ TNLA MNDA တို့ဖြစ်ခဲ့တဲ့ပြဿနာတွေကရော အကျိုးစီးပွားအရနေမြေလူတဲ့ပြဿနာတွေပဲမဟုတ်ဘူးလား လက်ရှိတမတော်ကဒီကြောင့်တိုက်ခိုက်မှုလုပ်နေပါတယ်ဆိုတော့မိုးကုတ်မိုးမိတ်မိုင်းငော့ဒေသတွေကဘလောင်တွေရဲ့မူလဌာနီမူလဌာနီမြေဟုတ်ခဲ့ပါလို့လားမဟုတ်ရင်ရှင်းရှင်းလေးပါပြန်ဆုတ်ဖို့သူများနေမြေတွေကိုအရမသိမ့်ပိုက်ခဲ့ခြင်းလုံးကလိုချင်ရင်တတ်ယူလို့ပြောခဲ့ပြီးကမှအခုကြမှာတမတော်ကမတရားလေကြောင့်တိုက်ခိုက်မှု လုပ်နေပါတယ်တဲ့လားယဉ်ကျေးမှုလည်းမသိလူချင်းကိုမသိတဲ့ပလောင်တွေကမြို့ကိုသိမ့်တော်လဲ တကြိမ်ဖြစ်စည်းတယ်လက်လွတ်ချိန်မှလည်းမဆန်းရတဲ့အမဲသဲနဲ့ပတ်ခဲ့တယ်ဌာနဆိုင်ရာဆော်ဦးတွေဆိုတာမြို့အုပ်ချုပ်ရေးအတွက်အခြေခံရန်ညားတွေပါပဲဒီဒေသကပြည်သူတွေမှာအရေးပေါ်နာရေးဖြစ်ရင်တော့မိသက်ကားတွေမီးရှို့ခံရလို့မရှိတော့ပါဘူးစေယုံသုံးပစ္စည်းတွေသွန်ခိုးသွားလို့မရှိတော့ပါဘူးဒီလောက်စော်ကားသွားခဲ့တာတောင် သေးသိမ့်တဲ့လူလူစိတ်ထားကြောင့်ပလောင်တွေဆုတ်ရတာပါလို့ခေါင်းစဉ်တက်ဝန်ကြသေးတယ်ပေါ့လေ ။သမိုင်းတွေကတပတ်လဲတဲ့သလိုဝတ်တွေကလည်းလဲတဲ့ပါတယ်။လက်ရှိပလောင်တွေသိမ်းထားပါတယ်ဆိုတော့မိုးကုံမျိုးကခေါက်ကွင်းတောင်အကောင်အတိုင်းရှိနေသေးလို့လား။အချိန်တန်စစ်ရှုံးလို့ပြန်ပြေးရရင်တောင်မိုးကုံမျိုးကအနာဘလဘောနဲ့ကြံခဲ့မဲ့အဖြစ်မျိုးပါ။တခုမှတောင်းဆိုပါတယ်။တမရုံဒုစကနန်းဆန်မျိုးကိုရောက်တဲ့အခါတခြားမျိုးတွေကိုမိလောင်တိုက်သွင်းပြီးဖျက်ဆီးခဲ့သလိုမျိုးနန်းဆံမျိုးလည်းအကောင်းပဂရီအတိုင်း ျန်နေနိုင်ပါစေလို့ပဲမျှော်လင့်ပါတယ်။အာဆီယံဖွဲ့စည်းတွေထဲမှာအကျိုးစီးပွားအရာမူလချတာတွေဘလို့ရှိရှိအဖွဲ့ကွဲတွေနဲ့နှချမ်းကွဲစပြုလာပါတယ်။ဒါကလည်းရုရှားရဲ့အရှေ့ပြားဒေသဗိုလ်မျိုးတိုးတက်လိုမှုရဲ့စီးပွားရေးဈေးကွက်သဘောတရားအရာအင်ဒိုပစိဖိတ်ဒေသကတခြားအင်အားကြီးနိုင်ငံတွေအတွက်မျက်စိကျစရာဖြစ်လာတာတော့မဆန်းဘူးပေါ့လေ ASEAN အစည်းအဝေးမှာ ASEAN ဒေသတွင်းကဘယ်နိုင်ငံတွေ တက်ခဲ့သလဲဆိုတာကိုချင့်ချိန်လိုက်ရင် သူ့လူငါလူဆိုတဲ့အနေအထားမျိုးက အစောကတည်းကရှိနေခဲ့ပြီးသားလို့ဆိုလို့ရပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားစစ်ကိုရအောင်လှုပ်ပေးနိုင်ခဲ့တဲ့ဂုံတိတ်ခါရဲ့တရုတ်ပါဝါကို handle လုပ်ချင်တဲ့ Donald Trump အကွက်တွေကတော့သူ့ပါစင်နေနဲ့ China containment policy အရာကိုမဖြစ်မနေတက်ရောက်ဖို့များပါတယ်။ ချိုင်းနာကတော့တောင်တရုတ်ပင်လေအရင်မှအငင်းပွားစရာတွေရှိလေတော့တပတ်ကကြည်ပြန်ရင်နောက်နေ့အာဆီယံဥက္ကရာကဖိလစ်ပင်ဖြစ်မဲ့အရင်မှသိလိုလားဟန်မရှိတော့မတက်ဖို့ဆုံးဖြတ်လိုက်လေသလားပေါ့လေအိန္ဒိယနဲ့ရုရှားကလည်းမတက်ဖို့များသလိုမြန်မာကလည်းဖိုင်ဘီစီအရေးကြောင့်နှစ်ဖက်ဆိုင်တာဥမဲ့သဘောလိုပဲယူဆရတယ်ဒါပေမဲ့မလေးသတင်းစာတွေဆိုတာကလည်းအစိုးရအဘော်မပါပဲတချို့သတင်းတွေစိတ်ကူးရင်ရေးလို့ရသလားပေါ့လေ မလေးနောက်ွယ်မှာတချို့ဒွန်းအားတွေရှိနေတာကိုထင်ထင်ရှားရှားမြင်တွေ့ခွင့်ရလိုက်တယ်လို့ဖိုက်ပီစီလဲအရွေးမဖြစ်တာကိုကောင်းကောင်းသဘောပေါက်သွားခဲ့ပုံပါပဲအာဆီယံအနေနဲ့မြန်မာကိုအာယုံစိုက်စေခြင်းရင်လောက်ရမှာတခုတည်းပါပဲလက်ရှိလက်နက်ကိုင်ပြိပက္ခကိုသာအမြန်ဆုံးခြုံငိမ့်အောင်လုပ်လိုက်ပါထဝယ်ရင်နဲ့စိတ်ကန်းကို နောက်တက်လာမဲ့အစိုးရလက်ထက်မှာအမြန်ဆုံးအကောင့်ထဲပေါ်လိုက်ပါကုမင်းကြောက်ဖြူ ကိုမင်းမန္တလေးတီလဝါစသဖြင့်ကုံသွယ်မှုကိုစတင်နိုင်အောင်လုပ်ကြည့်လိုက်ပါမလကရဲ့ထဝင်းကုံသွယ်မှုလောက်ကကုံသွယ်မှုလမ်းကြောင်းရှော့ချနိုင်လို့ကိုထဝယ်ကနေတေချာပေါက်ဖြတ်ပါလိမ့်မယ် KNU တောင်ကြားပြန့်အရေးမှာဂျားညက်ပြီးရှင်းခံရတာက geopolitics ရဲ့အစွန်းတွက်ရိုက်ခတ်မှုပါပဲဝါနဲ့ KNU မှာမြေရှားပြဿနာရှိတယ်ရခိုင်ကမွေးစည်းဝါနဲ့လူမျိုးတုံးပြဿနာရှိတယ် ဆက်တွဲရင်ဘုံအစိုးရရဲ့ပါဝါကို ပြဖို့အခွင့်အလမ်းတွေအများကြီးပါ2019ကာလတွေမှာတမ်ဘရိုရဲ့ဒိုးစစ်က6ကန်ဒီနဲ့ရှိခဲ့တယ်။တပွဲတဲ့သီးသန့်ဆိုပေမဲ့အဲ့ဂရဲကမြောက်ပိုင်းမာမိတ်အခန်းရှိထားတာ။ကုန်းညံကနေမြကန်တရင်အတိုက်ခံရတဲ့ဖြစ်စဉ်တွေကုတ်ခိုင်လမ်းပေါ်စကြစ်တက်ကောက်တဲ့ပလောင်နဲ့လွတ်လည်ရင်းနေမှာနေကြဆောင်စကန်တွေကိုတိုက်ခိုက်ကြတဲ့အီအီရီရဲ့နောက်ွယ်မှာ အစောကတည်းကတီးချာပလန်ကိုစီရှိခဲ့ကြပါတယ်။တစ်ဆင့်နှစ်ကွန်ဟာသာလွန်အင်အားစုတွေရဲ့ပြင်းနီးပညာတွေတပါပေါင်းဆက်ဆင်နေခဲ့တဲ့ထူးခြားစီးရဲအသွင်အပြင်ဖြစ်ခဲ့ပါတယ်။စစ်ကူထုံးတော့အင်အားအထောက်အပိုးကအစပြတ်တော့ခံရသလိုနီးပညာမြင့်ဒရုန်းတွေပါတွဲဖက်ဆစ်ဆင်လာတဲ့အခါငကိုကတည်းကနေမြေထိန်းလောက်ဆိုင်ထားကြတဲ့စခန်းတွေကအကြဆုံးများခဲ့ရပါတယ်။ မူလကကြားဖြန့်ရှင်းလင်းရေးလို့ဆိုထားသလိုကိုကအရေးဟံမျိုးနွယ်စုကြားကမိဘကပြဿနာလို့သာယူဆခဲ့ကြတာကလည်းအဓိကပြဿနာ ဖြစ်ခဲ့ပါတယ်နောက်မှာကိုကန်းကအထူးဒေသဘလောင်ဟာပြည်နယ်သစ်နဲ့အေဟာကွန်ဖက်ဒရိတ်အထိပြောဆိုလာကြပါတယ်။ဒီအကျိုးဆက်ကြောင့်ပဲတပ်မတော်ကို တရုတ်ဘက်ကတိဒါသာရက်လိုက်တာလို့လဲသုံးသပ်ရနိုင်ပါတယ်။တပ်မတော်ရဲ့စင်နီးပညာအဂရိတ်မြင့်နိုင်မှု စင်မူရန်ဥပဒေကနေအိဆာမြင့်တင်နိုင်မှုနဲ့နိုင်ငံရေးပါနှံ့မှုကြားမှာစည်ရဲချင်းဝင်ရှာအပြောင်းလဲဖြစ်လာတဲ့ငိုကရဲက UNG နဲ့ပေါင်းစပ်နေတဲ့ KNU ကိုဒေသတွင်ကြားပြန့်လုပ်ငန်းစုရဲ့လက်နက်ကင်အဖြစ်ထင်ရှားစေဖို့ KK ဘက်ကတက်တည်ပြစရာတစ်ခုဖြစ်ခဲ့ပါတယ်။စီးပွားရေးကြာစင်းမှုရင်ဆိုင်နေရတဲ့ထိုင်းအတွက်အာရှလမ်းမပြန်ပွင့်ရေးဟာအသက်တမျှပါပဲ။ G2G ချင်းပေါင်းစပ်မှုကောင်းတဲ့အခါ နေရကအီအိုတွေကဘာပြက်လျက်ရှိတယ်ဆိုတော့သီအိုရီကအခုထိမှန်တော့ပါဒါကဘင်္ဂလားဒေ့ရှ်ကိုပါမက်ဆေ့ပေးလိုက်ဟန်ရှိပါတယ်အစိုးရချင်းသားဒီပလိုမက်တစ်ကစားရင် AA လဲမွေးရကုန်ကူးမှုလူမျိုးတုံးတပ်ဖြတ်မှုတွေကိုတေချာပေါက်တောင်းဝန်ခံရပါလိမ့်မယ်ထန်းလျှောက်ပင်ကိစ္စတကူတည်းမဟုတ်ပဲရှင်းမှလဲမျိုးတုံးတပ်ဖြတ်မှုတွေဂျုံထားတဲ့ဘင်္ဂလီတွေရဲ့နောက်ွယ်မှာ OIC အားရှိတာကိုတွန်းမြတ်နိုင်တော့ရိပ်မိဖို့မပေါ်ပါဘူး NCR ငင်းငယ်ရဲ့အတွက်အကောင်းဆုံးမော်ဒယ်တစ်ခုပါပဲဒါပေမဲ့ပြည်သူအလုံးရဲ့ဆန္ဒကလက်နက်ကင်မရှိရေးကိုပဲမျောလင့်တောင်းတနေကြပါပြီ KNU ပြည်ရင်ပလောင် KIA AA နဲ့ပြည်တော်စု မဖြစ်ချင်တဲ့သူတွေကို ရှင်းလင်းပေးဖို့အလိုရှိနေကြပါပြီဖြစ်ကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ ရှမ်ပိုင်စိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာ အရေးအကြီးဆုံးဖြစ်တော့ဆိုရှယ်မီဒီယာတွေမှာဘယ်နည်းတောင်းခံရင်ဘာဖြစ်ပြီးတော့ဘယ်သင်္ဘောကြီးဘယ်နှရောက်ပြီးတော့စသဖြင့်လူလူကို လိန်ခဲ့ညာခဲ့ကြတာမှတ်မိကြသေးပါတယ်ပညာမတတ်တဲ့လူတွေယုံနာထားပါတော့လေဒါပေမဲ့ကိုမိတ်ဆွေတွေကပညာတဲ့အတိုင်းဝိုင်းကလူတွေပါယုံကြတာကိုတော့တော်တော်လေးအံ့ဩခဲ့မိပါတယ် အသက်အရွယ်လဲတော်ရုံရပြီပညာလဲဘွဲ့အလွန်တွေအထိပါသင်ပြီးသွားကြပါပြီဒါပေမဲ့စဉ်းစားနိုင်တဲ့ဥနောက်မကြီးလာဘူးလို့ပဲပြောရမှာပါပန်ဆီလိုရဲ့ UN သင်္ဘောကြီးကိုဟောဘော်ရှယ်လာကလေးကတော်ပါတော်ပါဆိုပြီး Facebook ဘောကနေအန်ဖရန့်လိုက်ရပါတယ်တကယ်တော့ခေပညာတွေတက်ယုံနဲ့ပညာတတ်မဖြစ်ဘူးဆိုတာဗီဒီယိုဖိုင်ကတက်သေးပါပဲ။ မလေးရှားနိုင်ငံသားလွတ်မြောက်နေမည်လိုချင်ရင်မြန်မာနိုင်ငံတဝက်လောက်ကိုတင်ထားနိုင်မှရပါမယ်။ EO ရောဘရရောအလုံးပေါင်းရင်တော့ပြည်နယ်တစ်ခုလောက်လွတ်လွတ်ကျွတ်ကျွတ်မရထားပဲနဲ့ဒီလိုပေါင်းလို့ပဲစံပြောတတ်တာဟာခွဲစိတ်ပါရဂူပညာတဲ့တယောက်ပါလို့ပြောရမှာတော့ရှက်ပါတယ်။ဒီလိုပညာတဲ့ကျက်မပြည့်တွေဥဆောင်နေလို့လဲဒီတော်လန်ရေးမအောင်မြင်တာနေပါလိမ့်မယ်။ အခုယမန်မြန်မာနိုင်ငံတောင်ပိုင်းကင်ပြည်နယ်တွေကလေကီကိုအနီး KK ဘက်ကိုတက်မတော်ကဝင်ရောက် စီးနှင်းပြီးတဲ့နောက်မှာအွန်လိုင်းအလိန်လုပ်ငန်းတွေလုတ်ကင်နေကြတဲ့ဝန်ထမ်းပေါင်းထောင်ချီပြီးမြောက်ရီကနေတိုင်းဘက်ကို ပြန်ကူးနေကြတာတွေ့ရပါတယ်။ကြားပြန်လို့ခေါ်တဲ့အွန်လိုင်းအလိန်ညာလုပ်ငန်းတွေကအာရှနိုင်ငံတွေမှာအခြေပြုတာများပြီး အထူးသဖြင့်စီးရဲတဲ့နိုင်ငံတွေရဲ့အစိုးရအုပ်ချုပ်မှုအောက်ကင်းလွတ်တဲ့ဒေသတွေမှာအခြေပြုကြပါတယ်။အဲ့ဒီအထက်ကမှမြန်မာကြားဖြန့်ကတော့ဥဟောတောင်းနေအဖြစ်ဆုံးပေါ့လေ။မြန်မာနိုင်ငံကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့လောက်ကိုင်းမှာကြားဖြန့်အမြင့်တွယ်လာတဲ့အခြေ30နှစ်ခွန်ဆိုပြီး EU တွေကိုမီးစိမ်းပြခဲ့လို့ဘာမဆိုင်ညာမဆိုင်မျိုးသိမ်းတိုက်ပွဲတွေနဲ့မြန်မာတိုင်းနိုင်ငံလုံးစင်ပြီးအမွေခံလိုက်ရပြီး လောက်ကင်ကနေ ရှင်းထုတ်ခံလိုက်ရတဲ့ကြားဖြတ်အဖွဲတွေဟာမြန်မာနိုင်ငံတောင်ပိုင်းဖြစ်တဲ့ကင်းပြည်နယ်တွေကို အလုံးအရင်ရွှေ့ပြောင်းလာခဲ့ကြပါတယ်။နောက်ဆက်ကွန် LRD လက်ထက်မှာစတင်ခဲ့တဲ့ရွှေကုတ်ကူမျိုးသစ်စီမံကိန်းနဲ့နောက်ဆက်ကွန်မှာစတင်ခဲ့တဲ့ KK ဘက်စီမံကိန်းနေရာတွေဟာအစကတည်းကရင်းသလိုကာစီနိုလောင်းကစားမြို့တွေဖြစ်ဖို့ရည်ရွယ်ခဲ့တာဖြစ်လို့ကျန်းဖြတ်တွေရဲ့မျက်စိကျရာနေရာ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတော်ဟိုပန်လောက်ကိုင်းမြဝရီပန်ဝါစတဲ့ကိုပိုင်အုပ်ချုပ်ရေးဒေသတွေပဲဖြစ်စေနေကြဆောင်တက်တွေရှိတဲ့ဒေသတွေဖြစ်စေဘိုးချုပ်ကိုင်းမှုအ ਨੇ ဆုံးဖြစ်အောင်ဒေသခံတိုင်းသားခေါင်းဆောင်တွေကိုပဲလုတ်ပိုင်ခွင့်တွေပေးထားတာများပါတယ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကိုကနေဦးကြောင်းလန်းနေတဲ့လမ်းကြောင်းကိုမြင်ရပြီမဲ့ ေသခံတိုင်းရင်းသားတွေကတော့ဒီလုတ်ပိုင်ခွင့်တွေကိုအလွဲသုံးစားလုပ်ပြီးကိုရီးယားဖွံ့ဖြိုးတိုးတက်ဖို့အစံဖြက်လန်းနည်းတွေနဲ့ငွေရလွယ်တဲ့လမ်းကြောင်းတွေပဲလိုက်ခဲကြတာကိုလည်းတွေ့ရပါတယ်ရှမ်းမြောက်ကနေကင်းပြည်ရဲ့ရောက်ခဲ့တဲ့ကြမ်းပြန့်ဟာအတိမ်အသိမတက်ရင်30နှစ်ခွန်လိုမျိုးစင်မီမွေးခံရဥမဲ့အခြေအနေပါဒါပေမဲ့ဒီတစ်ခေါက်မှာတော့သင်္ကန်းစာရံသွားပြီဖြစ်တဲ့ဓမ္မရောဟာ BGN လက်အောက်မှာရှိတဲ့ရွှေကုကကြမ်းပြန့်တွေကိုအရင်စတင်ရှင်းလင်းစေပါတယ် ရွှေကုန်းကကြမ်းဖြတ်တွေကိုဘီဂျီကရှင်းနေတဲ့အချိန်မှာတက်မတော်ဟာ KNU လက်အောက်မှာရှိနေတဲ့နေမီတွေကိုထိုးစစ်ဆင်ပါတယ်။လေကေကိုကိုရံပြီးမှ KK ဘက်ကိုဝင်ပြီးကြမ်းဖြတ်လုပ်ငန်းတွေကိုထပ်ရှင်းရပါတယ်။ဒီနေရာမှာမီဒီယာတွေဖွင့်သလိုစတန်လီအစုံ30ဆိုတာလောက်ပဲထုတ်ပြပြီး အဖမ်းပြတယ်ဆိုတဲ့နေရာမှာလူပေါင်းပေါင်းနဲ့ကြီရှိနေတဲ့ KK ဘက်မှာဝန်ထမ်းတွေဖမ်းမယ်ဆိုရင် ထိမ့်သိမ့်ဖို့နေရာ ကျွေးမွေးဖို့အစားအစာအခက်ခဲတွေအများကြီးရှိတဲ့အတွက်ကိုယ်အစီအစဉ်နဲ့ကိုယ်ပြန်စီဖို့ရည်ရွယ်တယ်လို့သုံးသပ်ရပါတယ်တကယ်လို့မလုံကတော့ကိကိပတ်ထဲခွေးတကောင်ကြောင်တမီတော်မရှိတော့တဲ့ဗီဒီယိုတွေကိုကြည့်ရင်သိနိုင်ပါတယ်ဒါပဲပြောပြောကိကိပတ်ပြည်ရင်တော့နာမည်ဆိုးနဲ့ကြော်ကြားတဲ့မြမကြားဖြန့်တကြော့ပြက်ပြီလို့ယူဆပါတယ် ဒါပေမဲ့မဲခေါင်မြေပြေတလျှောက်မှာရှိတဲ့လာအိုနယ်ဆက်ဒိုင်းနယ်ဆက်တရုတ်နယ်ဆက်ဒေသတွေမှာတက်ပြီးတော့အခြေမချစေဖို့တော့လိုပါတယ်။ EU တွေကိုယ်နိုင်ငံရဲ့နာမည်ကိုငွေမျက်နှာတကူတဲ့နဲ့မဖြတ်ကြပါနဲ့တော့လို့တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။အဲအားလုံးကိုဒုပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာ။မိတ်ဆွေများရဲ့ ထင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာကွန်မန့်မှာရိုင်းဆိုင်မှုမပါဝင်ရောက်ရေးသားအကြံပြုဆွေးနွေးနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ကျွန်တော်မင်းခရမောင်ပါ